ဇာတကပါဠိတော်မှာလာရှိတဲ့ဝရုဏဇကဂါထာတစ်ပုဒ်ကို အခြေခံပြီးတော့ပြောကြားခြင်းပါတယ်။ယောပုတ်ဘေကရဏီယာနိပစ္စာသောကာတုမိတ်သတိဝရုဏကထပင်ဇောဝတပစ္စမတပစ္စမနုတ္တပတိယောယဟန်ရှင်လူမြည်သူမဆိုအကျင့်ပုဂ္ဂိုလ်သည်ပုပ်ပေရှေးဥစွာသောကာလာတုံးကကရဏီယာနိပြုကျင်တဲ့ပြုကျင်တိုက်ကုန်သောပြုပွဲကိစ္စတို့ကို ပစ္စာအချိန်လွန်ရာနောက်အခါကာလသမယမှာကာတုံပြူခြင်းကအိတ်စတိအလိုရှိဝါပြု၏။တသောထိုပုဂ္ဂိုလ်သည်ဝရုဏကထပင်သောဝရေကရတထင်းချိုမှသောចောင်းသားငပြင်းကဲ့သို့ပစ္စာနောက်အခါကာလသမယ၌အနုတ္တပတိနောင်တတဖန်ပူပန်ရလေ၏။မြတ်စွာဘုရားဝရုဏဆက်မှာဟောကြားပြီးတော့ထားခဲ့တဲ့ကာထာတစ်ပုဒ်ဖြစ်ပါတယ်။ဒီကာထာရဲ့ဆိုလိုခြင်းအဓိပ္ပာယ်ကတော့ လူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ဘယ်သူမဆိုကြိုကြိုတင်တင်လှုပ်ရမဲ့လုပ်ငန်းတွေကိုကြိုကြိုတင်တင် မလုပ်ဖမ်းနဲ့အချိန်လွန်သွားတဲ့နောက်အခါကာလမှာမှလှုပ်ဖို့ကြိုးစားမယ်အချိန်လွန်မှလှုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာရေကြက်သားထင်ချိုမာတဲ့ចောင်းသားငပြင်းလို့တဲ့နောက်တစ်ချိန်မှာ နောင်တပူပန်ရတတ်တယ်။ရေကရသာထင်ကျွမ်းမာတဲ့ចောင်းသားငပြင်းဆိုတော့သူ့အကြောင်းကိုတော့ဦးစင်းတို့ဇတ်တော်ထဲမှာပါတဲ့အတိုင်းပြောကြည့်ကြသေးတာပေါ့။ဦးစင်းတို့တခုသောဘဝတုန်းကဦးစင်းတို့မြတ်စွာဘုရားဟာတက္ကသိုလ်ပြည်မှာတိတာပါမောက္ခဆရာကြီးဖြစ်ခဲ့တိတာပါမောက္ခဆရာကြီးရဲ့အထက်မှာចောင်းသား900ចောင်းအိတ်ចောင်းစအနည်းနဲ့ပညာသင်ကြားကြတယ် တခါတော့မီးဖို့ကြောင်းမှာထင်းပြတ်ပြီးတော့သွားအဲ့တော့တာဝန်ချတယ်ចောင်းသားတွေအားလုံးတော့တဲ့သွားပြီးတော့ထင်းရှားရမယ်တယောက်ကိုထင်းတစီရှားကြည့်ကြဆိုပြီးတော့ဒီလိုတာဝန်ချအဲ့တော့ចောင်းသားတွေတော့သွားပြီးတခါကျတော့ထင်းရှားကြတာပေါ့အဲ့လိုထင်းရှားကြတဲ့အခါမှာတပင်ចောင်းသားတွေကတော့အားတက်တယ်ရောမိမိတို့ရဲ့ဝီရိယကိုစိုက်ထုတ်ပြီးတော့ထင်းရှားကြတယ် အဲ့ဒီចောင်းသား900ထဲမှာចောင်းသားငပြင်းတယောက်ကပါအဲ့ဒီចောင်းသားငပြင်းကတော့ထင်းရှားမလို့ဆိုပြီးတော့တော်တဲ့သွားရင်လည်းဘာသွားတွေ့တော့ဆိုတော့ရေကြက်ပင်ကြီးကိုသွားတွေ့ရေကြက်ပင်ကြီးဆိုတာအလုံးတကာရမများသိကြတဲ့အတိုင်းပဲသူကအရွက်ခြွေတဲ့အချိန်မှာဆိုလို့ရင်အပင်မှာအရွက်တရွက်မှမရှိဘူးတိပင်ချောက်ကြီးလို့ထင်ရတယ်သို့တော်လည်းပဲတကယ်တကယ်တော့တိပင်ချောက်မဟုတ်ဘူး အလွန်တရာဆေးထမ်းပြီးတော့နေတဲ့ချိုးရခက်ပြူရခက်တဲ့ဒီလိုတစ်ပင်မျိုးပေါ့ဥမာနီနီဆိုင်ဆိုင်ဥမာပြောမယ်ဆိုရင်တရုတ်စကားပင်တို့ဘာလို့လို့ပေါ့တရုတ်စကားပင်တို့ဆိုလို့ချင်းအရွက်ချတဲ့ခါမှာဆိုရင်အပင်ပေါ်မှာတရွက်အမှမရှိတော့ဘူးနော်ဂိုင်းနေပဲကြံရေကြက်ပင်ကလည်းပဲဒီအတိုင်းပဲရွက်တွေပါတွေချလိုက်တဲ့ခါကျတော့သူကတစ်ပင်ချောက်ကြီးလို့ဖြစ်ပြီးတော့နေတာ哦အဲ့ဒါကိုဒီចောင်းသားငပြင်းကမြင်တော့ ဟာဟန်ကြတာပဲငါအထင်းတစီတော့လွယ်လွယ်ကူကူပဲရမှာပဲဘာမှခက်ခဲရင်ရှာရမှာမဟုတ်ဘူးဆိုပြီးတော့ခဏတော့အိတ်လိုက်ပါအောင်ပဲဆိုပြီးတော့အရေးကောင်းတဲ့နေရာလေးနားမှာပစိုးလေးကိုခင်းရင်ပြီတခါတော့သူ့ဖော်ဦးသူအိတ်ပလိုက်တယ်သူများတွေကကြိုးစားပန်းစားနေထင်းရှာပြီးတော့နေကြတာဒီเจ้าသားကဘာလုပ်လဲဆိုတော့အိတ်ပြီးတော့နေတာပေါ့အခြားเจ้าသားတွေကထင်းရှာလို့မဟုတ်ဆိုပြီးတော့တစည်းစီတစည်းစီ ထင်းရောက်တဲ့ခါကျထင်းနေရလာတဲ့ခါကျတော့ဒီเจ้าသားအိတ်ကောင်းပြီးတော့နေတော့မယ်အဲ့တော့ဒါနဲ့ဒီပင်เจ้าသားတွေကအိတ်ပြီးတော့နေတယ်ဒီเจ้าသားကိုခြေောက်နဲ့ခတ်လို့ပြီးတော့ဟဲ့ကောင်းဟဲ့ကောင်းသွားကြစို့သွားကြစို့တို့တော့သွားကြတော့မယ်ဆိုပြီးတော့အဲ့လိုနဲ့ပြန်သွားကြတယ်ဒီလူကိုနှုတ်ထားခဲ့ကြတယ်ဒီเจ้าသားကိုအဲ့တော့เจ้าသားကသူများတွေပြန်သွားတဲ့ခါကျမှအိတ်ချင်းစုံမွားနဲ့เนาะမျက်လုံးကိုပုတ်တက်ပြီးတော့ထလာပြီးတော့ရေကြဲပင်ပေါ်ကိုတက်ရေကြဲပင်ပေါ်တက်ပြီးတော့ ထင်းချောက်ဆိုပြီးတော့ရေကြက်ကိုင်းတွေကိုချိုးတာပဲခေါဏကပြောခဲ့တဲ့အတိုင်းရေကြက်ပင်ဆိုတာအချောက်မှမဟုတ်ဖမ်းနဲ့နော်အဆိုးဆေးတွေထမ်းပြီးတော့နေတယ်ဒီလိုတစ်ပင်မျိုးဖြစ်ပြီးတော့နေတော့ရေကြက်ကိုင်းကိုလှမ်းပြီးတော့ထင်းချောက်တင်ပြီးတော့ဆွဲပြီးတော့ချိုးလိုက်တာထင်းချောက်ကဒီကိုင်းကနေပြီးတော့ဂိုင်းပြန်ပြီးတော့ဒီเจ้าသားမျက်လုံးရိုင်းမိတာမျက်လုံးပြက်ပြီးတော့သွားမျက်လုံးပြက်သွားပြီမဲ့လည်းပဲ တယောက်ကိုထင်းတစီရတောင်းကရှိပြီးတော့နေတဲ့ခါကျတော့မချိုးလို့မရဘူးဒါဟုပဲခက်ခက်ခဲခဲဒီရေကြက်ပင်မောကနေပြီးခက်တော့ထင်းနေဆိုပြီးတော့ရအောင်ချိုးပြီးတော့မှပြန်လာတဲ့ပေါ့သူရတဲ့ထင်းတွေကိုစီးထားပြီးတဲ့ခါကျတော့ဒီပင်ကြောင်းသား900ပုံပြီးတော့ထားတဲ့ထင်းပုံကြီးပေါ်မှာသူကပုံထားလိုက်တယ်အပေါ်ဆုံးကနေပြီးတော့ထားလိုက်တယ်နောက်နေ့မှာအကြောင်းသား900ကိုရွာတရွာကနေပြီးတဲ့ခါကျတော့သူတို့ ထမင်းစားဖိတ်တယ်ပဲဆိုကြပါစို့ဆရာကြီးကပြောတယ်တက္ကသိုလ်ဆရာကြီးကမနဲ့ဖန်တော့မင်းတို့ဘယ်ရွာသွားစရာရှိတယ်အဲ့ဒီတော့ကမနဲ့ဆော့ဆော့စီစီဒီเจ้ามาရှိပြီးတော့နေတဲ့အလုတ်သမမိဖို့เจ้าကအမျိုးသမီးကိုຢာကုတို့ဘာတို့ကြိုခိုင်းပြီးတော့မနဲ့ဆော့ဆော့သိຢာကုတောက်ပြီးတော့သွားကြဆရာကြီးကတော့မလိုက်နိုင်ဘူးဆိုပြီးတော့ဒီလိုပြောအဲ့တော့အဲ့အိမ်မှာရှိပြီးတော့နေတဲ့ ကျောင်းမှာရှိပြီးတော့နေတဲ့အလौဒမမိဖို့ကြောင့်ကအမျိုးသမီးကိုယာကုကြိုခိုင်းကြတယ်ဒီအမျိုးသမီးကလည်းခက်ပြင်းပြင်းထမားတယ်ကြည့်ရတာယာကုကြိုကြမယ်ဆိုတော့ကြိုကြိုတင်းတင်းညကလေးကနေပြီးတော့မိဖို့ကြောင့်နဲ့တကယ်ဆိုရင်ထင်းတို့ဘာလို့တွင့်ထားဖို့ကောင်းတာပေါ့အဲ့လိုမဟုတ်ဘူးမနဲ့ကြမှာအိတ်အိတ်ရှင်စုံမွားနဲ့ထပြီးတော့ယာကုကြိုမယ်ဆိုပြီးတော့လှုပ်တာဖြည့်ချင်တော့ရခွန်းနာကကြောင်းသားငပြင်းအပေါ်ဆုံးကတင်ထားတဲ့ထင်းစည်းကိုယူပြီးတော့အဲ့ဒါနဲ့သူကမီးမွှေးတာဟုတ် ဖြင်းနေဟာဆိုဖြစ်ရပြီးတော့နေတဲ့ခါဘလို့မှမင်းပွေးလို့ကမရဘူးနော်လေနဲ့တဖူးဖူးသာမဟုတ်တဲ့ဒီလိုနဲ့နော်မီးကမတောက်ဖူးဖြစ်ပြီးတော့နေတယ်ဒါနဲ့အရုံတက်ပြီးတော့မိုးလင်းသွားဒီပင်ရွာသွားရမှာအเจ้าသားတွေမသွားရတော့ဘူးဖြစ်သွားတိတာပံမောက္ခဆရာကြီးကပြောတယ်ဟဲ့မင်းတို့ဟိုရွာကိုသွားရမှာမသွားကြဘူးလားဆရာကြီးရေဒီလိုဒီလိုပဲចောင်းသားကပြင်းဒီလိုလှုပ်လိုက်တာဒီလိုဖြစ်သွားတယ်ဆိုတော့အကျိုးအကြောင်းပြောတော့အဲ့မှာတိတာပံမောက္ခဆရာကြီးကမှတ်သားเสีย ဒါဩဝါဒစကားအနည်းနဲ့ပြောတာပေါ့ခொဏရဂါထာပေါ့နော်ယောပုတ်ပေကရဏီယာနိပစ္ဆာလောကတုမိတ်စတိဝရုဏကထပင်ဇောဝါတပစ္ဆာမနုတ္တပတိအေးတဲ့ဒီလိုပဲကြိုးကြိုးတင်းတင်းလှုပ်တင်းလှုပ်ထိုက်တဲ့လုပ်ငန်းတွေကိုကြိုးကြိုးတင်းတင်းမလုပ်ဖဲနဲ့အချိန်လွန်သွားမှလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီပုတ်ကိုနောင်တစ်ချိန်မှနောင်တရရတတ်တယ်တဲ့ ဟောဒီရေကြတဲ့လားထင်းချိုမာတဲ့ចောင်းသားငပြင်းလိုပဲနမူနာလာယူကြပြီဩဆိုပြီးတော့ဆရာကြီးကဒီကာထာကိုမိန်ကြားတယ်ဒီဩဝါဒစကားကိုမိန်ကြားတယ်အဲ့တော့ဒီဩဝါဒစကားလေးကအမှတ်သားစရာပဲအဲ့တော့မိမိတို့လှုပ်တင်လှုပ်ထိုက်တဲ့လုပ်ငန်းကိုကြိုးကြိုးတင်တင်လှုပ်ဖို့ဆိုပြီးတော့ဩဝါဒပေးတဲ့စကားပဲဥစဉ်တို့မြန်မာစကားတွေမှာလည်းပဲဝိရိယနဲ့ပတ်သက်ပြီးတစ်ခါရတော့မှတ်သားစရာဆိုရိုးစကားတွေရှိတယ်အချိန်နဲ့ ဒီဒီလူကိုမဆောင်ဆိုတဲ့ဒီလိုသကလုံးမျိုးတွေရှိတယ်။အဲ့တော့မိုးရွာတုံးရေခမ်းဆိုတဲ့သကလုံးရှိတယ်။လတာတုံးဘိုင်းငင်ဆိုတဲ့သကလုံးတွေရှိတယ်။အချိန်ရှိတုံးကြိုးကြိုးစားစားလှုပ်ဖို့ဆိုပြီးတော့ဒီလိုညွန်ကြားတဲ့မြန်မာသကပုံတွေလည်းအများကြီးရှိတယ်။အချိန်လုံးမလှုပ်မယ်ဆိုလို့ရှိရင်မိုးလုံးမထွန်ချဆိုတဲ့သကလုံးတွေရှိတယ်။မိုးလုံးမထွန်ချမယ်ဆိုလို့ရှိရင်အမရဘူးအဲ့ဒီပုံကွာဆိုလို့ရှိရင်ပင်ပန်းရုံပဲရှိမှာပဲပေါ့နော်။ဒါကြောင့်မို့ဒီကာတာရဲ့ဆိုလိုရင်းအဓိပ္ပာယ်လိုရင်းကတော့အချိန်ကို လေးစားကြဖို့ကြိုကြိုတင်တင်လှုပ်တင်လှုပ်ထိုက်တဲ့လုပ်ငန်းကိုအချိန်ရှိတဲ့အချိန်ကလေးကနေပြီးတော့ကြိုတင်ပြီးတော့လှုပ်ကြဖို့ဆိုပြီးတော့ဆုံးမတဲ့ဩဝါဒစကားပါပဲဒီကာတာလေးကနေရာတကာအသုံးပြုလို့ရတာပေါ့စီပွားရေးသမားတွေဆိုလို့ရှိရင်လည်းဒီကာတာကိုဒီဩဝါဒစကားကိုအသုံးပြုလို့ရတာစီပွားရေးလှုပ်တယ်ဆိုရင်ကြိုကြိုတင်တင်လှုပ်တင်လှုပ်ထိုက်တဲ့အချိန်မှာကြိုကြိုတင်တင်အရာအမိကိုလှုပ်ထားရမယ်အဲ့လိုမလို့ဖက်နဲ့ပြင်းရည်ပြီးတော့ဟိုအကြောင်းပြဒီအကြောင်းပြနဲ့ဆိုပြီးတော့ အချိန်နေဆွဲပြီးတော့နေမဆိုရင်အချိန်လွန်သွားပြီဆိုရင်နှောင်ထရမယ်ဒီလိုပေါ့ဆိုကြပါစို့ဥမာတောင်သူလယ်သမားတွေဆိုလို့ချင်းထွန်ကြရမယ်ရကြရမယ်စိုက်ကြရမယ်ပြိုးကြရမယ်ဆိုတော့သူ့အချိန်နဲ့သူရှိတာပဲထွန်ကြရမယ်အချိန်မှာထွန်ရမယ်စိုက်ပြိုးကြရမယ်အချိန်မှာစိုက်ပြိုးရမယ်အဲ့လိုအချိန်မျိုးမှာထွန်ရမှုမပြူဘဲနဲ့စိုက်ပြိုးမှုမပြူဘဲနဲ့အချိန်တွေလွန်သွားပြီဆိုလို့ချင်းသူများတကာတွေကတီးနှံနေရမယ်သူ့မှာမရတော့ဘူးအဲ့လိုပုံစံမျိုးနဲ့ဩော် ငါပြင်းနေခဲ့လို့မို့ဒီလိုမရတာသူများတွေမြန်စင်ရလိုက်ကြတာဆိုပြီးတော့ဒီလိုဖြစ်ကြမှာပေါ့။ကျောင်းကြီးဝေရေးသမားတွေဆိုလို့ရှိရင်လည်းပဲသူတို့အချိန်အခါဆိုတာရှိတာပဲ။ဘယ်အချိန်မှာဆိုလို့ရှိရင်ကုန်ပစ္စည်းချမ်းဆိုတာရှာဖွေစုဆောင်ရမယ်။ဘယ်အချိန်ခါမှာဆိုရင်ကုန်ပစ္စည်းကိုအချော့လုပ်ရမယ်။ဘယ်အချိန်ခါမှာဆိုရင်ထုတ်ပြီးတော့ရောင်းရမယ်ဆိုပြီးတော့ဒီလိုအချိန်ခါတွေဆိုတာရှိတာ။အဲ့လိုလှုပ်တင်လှုပ်တိုက်တဲ့အချိန်ကြီးကိုမလှုပ်ဖက်နဲ့။ဟိုရွှေ့ဒီရွှေ့ဆိုပြီးတော့ ဒီလိုပြင်းကြီးပြီးတော့နေမယ်ဆိုလို့ရှိရင်ဟောနောက်တစ်ချက်ရင်ကြတဲ့ခါကျတော့သူများတွေကစီးပွားလုပ်လို့အဆင်ပြေကြတယ်။ကျောင်းလို့ဝယ်လို့ကောင်းကြတယ်။သူ့မှာဆိုလို့ရှိရင်အဆင်မပြေဖြစ်ပြီးတော့နောင်တတပံပူပန်ရတတ်တယ်ပေါ့။ဦးစင်တို့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လည်းပဲမိမိတို့တွေငယ်ရွယ်စဉ်ခါကာလတုန်းကပညာတွေပါတယ်ကြိုးစားပြီးတော့သင်ကြရမယ်။မိဘတွေကနေပြီးတော့ပညာသင်ကြရအောင်ဆိုပြီးတခါတော့အခွင့်အရေးတွေပေးပြီးတော့ပိုက်ဆံငွေကြေးကုန်ကြအခံပြီးတခါတော့ကျောင်းတွေပါတယ်ထားပြီးတော့ပေးတယ်။ ဲ့ဒါကိုဒီចောင်းသားတွေကစာမကြိုးစားကြဘူးနော်ဂိမ်းဆိုင်သွားပြီးတစ်ခါကျတော့ပျော်ပါပြီးတော့နေကြတယ်ဗီဒီယိုဆိုင်တွေသွားပြီးတော့ပျော်ပါပြီးတော့နေကြတယ်အားကစားပွဲတွေသွားပြီးတော့ပျော်ပါပြီးတော့နေကြတယ်ပညာကြိုးစားပြီးတော့မတင်ညာဘူးပညာတက်ပြီးတော့မသွားဘူးဆိုရင်ကြီးတဲ့ခါကျတော့မှနောင်တရတယ်အာငငယ်တို့ငါတို့မိပါတွေရတို့ကိုပညာတင်ကြဖို့ဆိုပြီးတော့အခွင့်ရေးပေးခဲ့တယ်တို့တွေတွေကိုတို့တွေတွေကပညာကြိုးစားပြီးတော့မတင်ညာလို့တို့တွေတွေဒီလိုဖြစ်ပြီးတော့နေကြရတာ အဲ့တော့ငါကြောင်းနေပါလေပြေးခဲ့ကြတယ်ဒါကြောင့်မို့ဒီလိုဖြစ်ပြီးတော့နေကြရတာဆိုပြီးတော့ဩပညာမတတ်တော့လည်းပဲကြီးတော့နောင်တရတက်တယ်လူရင်းပြောလူရင်းအဖင်ပြောမယ်ဆိုလို့ချင်းတော့ကြိုးကြိုးတင်းတင်းလှုပ်တင်းလှုပ်ထိုက်တဲ့လုပ်ငန်းတွေကိုကြိုးကြိုးတင်းတင်းမလှုပ်ဘူးဆိုရင်အဲ့ဒီအဲ့ဒီပုံကောဟာနောင်တရတက်တယ်ဒီလိုဆိုလိုတာပါပဲအဲ့တော့ဦးစင်းတို့ကတော့ဒီနေ့ဘာကိုအတိအကထားပြီးတော့ပြောချင်တာတော့ဆိုရင် ကုသိုလ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အတိတ်ကထားပြီးတော့ပြောချင်တာခန္ဓာစည်းဝါးရေးလုပ်ငန်းတို့လူမှုရေးလုပ်ငန်းတို့ပညာရေးလုပ်ငန်းတို့ဒါတွေဟာဆိုလို့ရှိရင်ကြိုးကြိုးတင်းတင်းလုပ်ရမှာပဲအချိန်ရှိတုန်းကနေပြီးတော့ကြိုးစားပြီးတော့အားစိုက်ပြီးတော့လုပ်ရမှာပဲအချိန်လုံးမှလုပ်မယ်ဆိုလို့ရှိရင်အချိန်နှောင့်သွားရင်ဒီပုဂ္ဂိုလ်နောင်တရတတ်တယ်ထို့အတူတက္ကရမများကုသိုလ်လုပ်ငန်းဆိုတာလည်းအချိန်ရှိတုန်းလုပ်ရမယ်ပေါ့အချိန်လွန်သွားမှဖြစ်ကတော့လုံးလို့မလွယ်တော့ဘူး မင်းကုန်းဆရာတော်ကြီးကတန်ဝေကဓမ္မလင်္ကာထဲမှာအမိန်ကြားပြီးတော့ထားယခုပင်လျင်မအိုခင်ကကြိုတင်ကောင်းမှုစ조사ပြုလို့ယခုပင်လျင်မနာခင်ကကြိုတင်ကောင်းမှုစ조사ပြုလို့ယခုပင်လျင်မသေးခင်ကကြိုတင်ကောင်းမှုစ조사ပြုလို့ကုသိုလ်ကောင်းမှုဆိုတာမအိုခင်ကကြိုတင်ပြီးတော့လောက်ရမှာမနာခင်ကကြိုတင်ပြီးတော့လောက်ရမှာမသေးခင်ကကြိုတင်ပြီးတော့လောက်ရမှာ ။ပူတဲ့အခါကျမှနာတဲ့အခါကျမှတည်တဲ့အခါကျမှလုံမယ်ဆိုလို့ချင်းအချိန်နှောင်းသွားပြီမရနိုင်တော့ဘူး။အဲ့ဒီအချိန်ကျမှငါနုပြိုစဉ်ခါကာလာတော့ငါကုသိုလ်ကောင်းမှုတွေမလုပ်ခဲ့မိလေချင်းပေါ့။ကျမရေကောင်းစဉ်ခါကာလာတော့ငါကုသိုလ်ကောင်းမှုတွေမလုပ်ခဲ့မိလေချင်းအသက်ရှင်နေစဉ်ခါကာလာတော့ငါကုသိုလ်ကောင်းမှုတွေမလုပ်ခဲ့မိလေချင်းဆိုပြီးတော့အနောင်တရတတ်တယ် အလုံးသောဒကာရမများစဉ်းစားပြီးတော့ကြည့်မယ်ဆိုလို့ချင်းဥစဉ်တို့တွေရရှိပိုင်ဆိုင်ပြီးတော့နေတဲ့ခန္ဓာကိုယ်ဆိုတာဒီအရွယ်မှာဒီနုပြုံမှုနဲ့ဒီအတိုင်းရက်ပြီးတော့နေမှာမဟုတ်ဘူးလောကသဘာဝထုံးစံအရာကတော့တနေ့နေ့တစ်ချိန်ချင်းအိုရမှာပဲတနေ့နေ့တစ်ချိန်ချင်းနာရမှာပဲတနေ့နေ့တစ်ချိန်ချင်းသေရမှာပဲမအိုဘဲနဲ့မနာဘဲနဲ့မသေမဲ့ပုံကိုယ်ဆိုတာရှိကိုမရှိဘူးအဲ့တော့ကြွတင်းပြီးတော့စဉ်းစားတဲ့နေ တချိန်ချိန်မှာဆိုလို့ချင်းငါတို့တွေအိုရမှာယခုမအိုခင်ကလေးကနေပြီးတော့ကြိုတင်ပြီးတော့ကုသိုလ်ကောင်းမှုပြုမှာပဲဆိုပြီးတော့ဒီလိုစဉ်းစားတဲ့စဉ်းစားပြီးတော့ကြည့်ပေါ့တချို့ပုံကိုယ်တွေအသက်ရွယ်တွေအိုမင်းမဆွမ်းဖြစ်ပြီးတော့သွားမြန်မာစကားကအိုမင်းမဆွမ်းတယ်အိုမင်းသွားပြီးဆိုလို့ချင်းမဆွမ်းတော့ဘူးပဲနော်ကိုယ့်လက်ကိုယ်ခြေကိုယ်တောင်းမှမနိုင်တော့ဘူးခြေတော့ကခြေရှေ့လှမ်းမယ်ဆိုလို့ရှိရင်ခြေတော့ကရှေ့မရောက်ဘူးဘေးရောက်ရင်ရောက်မယ်နောက်ပြန်ကြရင်ကြမယ် ငယ်ပြင်းစဉ်ခါကာလာတော့ငါနဲ့မတူဘူးငယ်ပြင်းစဉ်ခါကာလာတော့ငါဆိုလို့ရှိရင်စိတ်နောက်ကိုကိုပါတယ်လို့ဆိုရလောက်အောင်နော်ခန္ဓာကိုယ်တည်းရစိတ်ရဲ့နောက်ကိုတွတ်တွတ်လက်လက်လိုက်နိုင်ကြအိမ်မော်တွေပါတွေတက်မယ်ဆိုရင်တော့မှလေကရင်နှစ်ထစ်ကျော်သုံးထစ်ကျော်ခုံကျော်ပြီးတော့တက်မယ်ဆိုရင်လည်းတက်နိုင်တယ်ကြီးပြီဆိုလို့ရှိရင်မရတော့ဘူးနော်ခြေလှမ်းတွေကတဖြည်းဖြည်းကျင်းပြီးတော့သွားလက်ခြေအကင်တွေတွေကမမြဲတော့ဘူးတုံချိတုံချိတွေဖြည့်ပြီးတော့ကုန်ပြီပေါ့ အဲ့ဒီအချိန်ကြမှာစဉ်းစားပြီးတော့ကြည်ပေါ့ကုသိုလ်တွေလှုပ်ချင်တယ်ဆိုလို့ရှိရင်ငယ်ဝယ်စဉ်ခါကာလာတုန်းကလို့တန်တန်မာမာကြီးနဲ့လှုပ်နိုင်မှာအုံးမလားဆိုတော့မလှုပ်နိုင်တော့ဘူးနော်ငယ်ဝယ်စဉ်ခါကာလာတုန်းကအရွယ်ကောင်းစဉ်ခါကာလာတုန်းကဆိုရင်ကျမ်းမာကြီးကလည်းပဲကောင်းတယ်တောင်တောင်မြည်ဖြစ်ပြီးတော့နေတယ်ခန္ဓာကိုယ်အင်အားကလည်းလိုက်နိုင်တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကုသိုလ်တွေလှုပ်ချင်တယ်လို့လှုပ်လို့ရတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ယခုနာကပြောတဲ့အတိုင်းအိုမအဖြစ်ကတော့ ုသိုလ်တွေလှုပ်လို့ကတော့မရတော့ဘူးငယ်ရွယ်စဉ်ခါကာလာတော့ငါတို့ကုသိုလ်တွေမလှုပ်ခဲ့မိလေချင်းဆိုပြီးတော့ဒီလိုနောင်တရတတ်တယ်ပေါ့ဒါကြောင့်မို့ကုသိုလ်ကောင်းမှုဆိုတာမိုးအိုခင်ကလေးကနေပြီးတော့လှုပ်ရမယ်လို့ဒီလိုဆိုလိုတာပေါ့နောက်တစ်ခုကကုသိုလ်ကောင်းမှုဆိုတာမနာခင်ကလေးကနေပြီးတော့လှုပ်ကြရမယ်တတနေ့နေ့တစ်ချိန်ချိန်မှာဟောဒီခန္ဓာကိုယ်ကနားလာနိုင်တဲ့ပေါ့ဒါ တဘာဝအမှန်ကိုတွေးမယ်ဆိုလို့ရင်ဒါကြိုတင်ပြီးတော့စဉ်းစားထားတင်တာပဲနော်သူများတကာတွေနာပြီးတော့နေတယ်ဆိုလို့ချင်းသူများမှနာတာတို့မပါဘူးဆိုပြီးတော့ဒီလိုများအောင်းမိပြီးတော့မနေနဲ့နာမှာပဲအချိန်တန်လာပြီးဆိုလို့ချင်းတော့အဲ့တော့စဉ်းစားပြီးတော့ကြည့်မယ်ဆိုလို့ချင်းတချို့မကြမ်းမာမာတွေဖြည့်ပြီးတော့နေကြအဲ့ဒီအချိန်ကြမှာအကုသို့ကောင်းမှုဆိုတာလုတ်လို့ဆိုတာအစင်ပြေမလားဆို ကျမ်းမာစဉ်အခါကာလတုန်းကလောက်ရတာလောက်ကတော့ဘယ်တော့မှအဆင်ပြေမှာမဟုတ်တော့ဘူးတကယ်တကယ်ကျမ်းမာရင်မကောင်းကြဘူးဆိုတော့ရေအိယာဘောကအခုမထနိုင်တော့ဘူးနော်ကိုယ့်လက်ကိုယ်ခြေလေးဆိုတာလည်းပဲမနိုင်တော့ဘူးအဲ့ဒီချိန်ကျမှအခုတို့ထပြီးတော့လှုပ်ချင်လို့ရအောင်မလားအဲ့ဒီချိန်ကျမှတန်ဃာရဲ့ဝေယဝိစာတွေလှုပ်ချင်လိုက်တာဆွန်းဆက်ကတ်ချင်လိုက်တာသင်္ကန်းကတ်ချင်လိုက်တာနော်တိပြင်ဘာဘာညာညာဝေယဝိစာတွေလှုပ်ချင်လိုက်တာဆိုရမလားဆိုမရတော့ဘူး ဥမာဆိုကြပါစို့တချို့ဆိုလို့ရှိရင်အလွန်တရာကြားမှာရမကောင်းဖြစ်ကြအိယာပေါ်မှာရက်ရှည်လာများကြောနဲ့ကြမ်းနဲ့ကပ်ပြီးတခါတော့ဒီလိုနေကြရတယ်ကိုယ့်လက်ကိုယ်ခြေတောင်းကမနိုင်တော့အနေထားအပြင်ပြောမယ်ဆိုလို့ရှိရင်အလေးပေါ်တောင်းမှဘေးကနေပြီးတော့အကူနဲ့တော်ရလာရတဲ့အနေအထားမျိုးတနည်းအားဖြင့်ပြောမယ်ဆိုရင်ဘေးကနေပြီးတော့ပြုတ်စုကြတဲ့ပုံစံတွေတုတ်တင်ပေးမှနေ အဲ့တော့အဆင်ပြေနိုင်တဲ့အနေအထားမျိုးဆိုတာဒီလိုတွေရလည်းပဲတစ်ချိန်ကြာမှရှိလာနိုင်တာပဲလေအဲ့တော့အားလုံးစဉ်းစားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီလိုတစ်ချိန်မျိုးမှာမှငါကုသိုလ်ကောင်းမှုလှုပ်ချင်လိုက်တာ ဆိုလို့ရှိရင်ကုသိုလ်လှုပ်ချင်လို့မလွယ်တော့ဘူးငယ်ငယ်တုန်းကလို့ကျမကြီးကောင်းစဉ်ခါကာလာတုန်းကလို့တန်တမာမှာဖြက်ဖြက်လက်လက်နဲ့ဟိုတန်ခါဝေယဝိစားတွေလှုပ်ချင်လိုက်တာဖုန်ကြီးတွေဆုံးကတ်ချင်လိုက်တာဖုန်ကြီးတွေဆုံးလောင်းညင်လိုက်တာသင်ငန်းတွေဘာတွေကတ်ချင်လိုက်တာ နော်အာဝိပဿနာတရားတွေအားထုတ်ခြင်းလိုက်တာဆိုဘယ်ရတော့မလဲမရနိုင်တော့ဘူးမကြမ်းမမာနာပြီးတော့နေတဲ့ပုံကိုတူတယောက်ဆိုလို့ချင်းဘေးကပြုစုကြတဲ့ပုံကိုများအတွက်ကဘေးကပြုစုကြတဲ့ပုံကိုများကလိမ်မာတယ်ပန်းတတ်တယ်ဆိုလို့ချင်းတော့ဒီမကြမ်းမမာတဲ့ပုံကိုဆိုရင်ကုသိုလ်ရာကောင်းရနိုင်ပေလိမ့်မယ်ဥမာဆိုကြပါစို့မိပါရီမကြမ်းမမာဖြစ်ပြီးတော့နေတယ်ဆိုရင်သားတွေသမီးတွေဒါမှမဟုတ်ပြုစုကြတဲ့ပုံကိုယ်တွေကကိုယ့်ရဲ့မိပါရီကုသိုလ်ရအောင်ဆိုပြီးတော့ ဘုန်းကြီးတွေပြင်ပြီးတော့ပရိတ်တရားလေးတွေပါနေနာကြရအောင်စီမံပြီးတော့ပေးတယ်။တခြားတရားဓမ္မတွေပါနေနာကြရအောင်စီမံပြီးတော့ပေးတယ်။ဘုန်းကြီးတွေပါနေပြင်ပြီးတော့ဆုံးနေပါနေဆက်ကပ်ပြီးတော့ပေးတယ်။အမေအတွက်ကပ်ပေးတာနော်အဖေအတွက်ကပ်ပေးတာနော်သာဓုခေါ်နော်စသည်အပြင်ဒီလိုကပ်ပြီးတော့ပေးမယ်ဆိုလို့ရှိရင်တော့ကုသိုလ်ရာကောင်းရပေးလိမ့်အောင်မယ်ပေါ့။သို့တော်လည်းပဲကိုကိုတိုင်းလောက်ရတာလောက်ကတော့အားရပါရကြည့်တော့ရှိမှာမဟုတ်ဘူးပေါ့။ဒါကြောင့်မို့ကုသိုလ်ကောင်းမှုဆိုတာအလုံးတကာရမများတိထားရမှာကဒုဒေတွေတိပြီးတော့ထားရမှာက ကုသိုလ်ကောင်းမှုဆိုတာမနာခင်လုပ်ရတယ်ကျမ်းမာနေစဉ်အခါကာလတုန်းကမိမိလျော်လျော်ပော့ပော့ဆဆနဲ့ပျော်ပသွားလာပြီးတော့နေပြီးတော့နာမအလုပ်ချင်တယ်ဆိုလို့ရှင်တော့မရဘူးကုသိုလ်ကောင်းမှုဆိုတာကမအိုခင်လုပ်ရတယ်နုပြိုစဉ်အခါကာလတုန်းကအာယုငါးပါးကာမဂုဏ်တရားတွေလိုက်စားပြီးတော့ကုသိုလ်တရားတွေမေ့ပြီးတော့နေတယ်။အိုကြီးရင်မှဖြစ်ပြီးတဲ့ခါကျမှအိုမင်းမစွမ်းဖြစ်တဲ့ခါကျမှအကုသိုလ်ကောင်းမှုလုပ်ချင်တယ်ဆိုလို့ရှိရင်မလွယ်တော့ဘူး။ ယခုပင်လျင်မအိုခင်ကကုသိုလ်ကောင်းမှုစ조사ပြုလောယခုပင်လျင်မနာခင်ကကုသိုလ်ကောင်းမှုစ조사ပြုလောမအိုခင်ကလေးကနေကုသိုလ်ကောင်းမှုပြုရမယ်ဆိုတော့ဟာယခုတော့တို့တော့အိုပြီးတော့နေပါပြီမထူးတော့ပါဘူးကုသိုလ်ကောင်းမှုမပြုတော့ပါဘူးဆိုပြီးတော့ဒီလိုလည်းပဲစိတ်လျှော့ချလိုက်လို့လည်းပဲမဖြစ်ပြန်ဘူးเนาะ ငယ်ရွယ်စဉ်ခါကာလတုန်းကနဲ့ရှင်မယ်ဆိုလို့ချင်းယခုအချိန်ဟာဆိုလို့ချင်းဦးမင်းပြီးတော့နေပြီပေါ့ငယ်ရွယ်စဉ်ကာလတုန်းကတော့တကူတော့လှုပ်လို့ရမှာမဟုတ်ဘူးသို့တော့ဓိတဲ့ကြီးတဲ့အရွယ်နဲ့စာမယ်ဆိုရင်တော့ခုအချိန်ကကောင်းနေသေးတယ်ရနိုင်သမျှတော့ယူမယ်ဆိုပြီးတော့ဒီလိုလည်းပဲလှုပ်ဖို့ကြိုးစားသေးတယ်ကြိုးစားတင်သေးတယ်ပေါ့နော်ဒီနေ့ဆိုတာကမနေ့တုန်းကလည်းဆိုစာမယ်ဆိုရင်တော့ဒါဒီနေ့ဆိုတာနောက်ကျသွားတာပဲသို့တော်လည်းပဲနက်ဖန်နဲ့စာမယ်ဆိုလို့ချင်းတော့ဒီနေ့ဟာအချိန်ရပြီးတော့နေသေးတယ်ဆိုပြီးတော့ ဒီလိုသဘောထားပြီးတော့ကုသိုလ်ကောင်းမှုအချိန်ရှိတော့ကြိုးစားပြီးတော့လုပ်ဖို့လိုအပ်တယ်ဒါကိုပြောတာယခုပင်လျင်မအိုခင်ကကြိုတင်ကောင်းမှုကြိုးစားပြုလို့ယခုပင်လျင်မနာခင်ကကြိုတင်ကောင်းမှုကြိုးစားပြုလို့နောက်တစ်ခုကယခုပင်လျင်မသေးခင်ကကြိုတင်ကောင်းမှုကြိုးစားပြုလို့တဲ့ကုသိုလ်ကောင်းမှုဆိုတာမသေးခင်လုပ်ရမှာတေးမများတော့ကုသိုလ်ကောင်းမှုဆိုတာလုပ်လို့ရတော့မရတော့ဘူး တေဂာနီရမခဏအဆိုင်မအိုးကုသိုလ်လုပ်ချင်ပါသေးတယ်ဆိုပြီးတော့ကို့အသက်ကိုဆွဲပြီးတော့ဆန့်ထားလို့ဆိုတာရမမဟုတ်ဘူးပေါ့ဒါကြောင့်မို့ကုသိုလ်ကောင်းမှုဆိုတာကြိုတင်ပြီးတော့လုပ်ကြရမှာကိုစင်တို့ဘာကိုသွားပြီးတော့တတိယတော့ဆိုလို့ချင်းရေဝတီလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ကိုသွားပြီးတော့တတိယရေဝတီဆိုတာဥစဉ်တို့စာပေမှာပါတဲ့သူ့ရဲ့အမျိုးသားကနန္ဒီယတထေသာအလွန်တရာတရာတရားကောင်းတယ် ဗာရာဏသီပိယနန္ဒီယတထေသာဦးဇင်းတို့ဗုဒ္ဓကရာများသွားပြီးတော့ဖျားဖူးကြမယ်ဆိုလို့ရှိရင်ဟိုးဗာရာဏသီပိဣတိပတနာမိဂရာဝန်တော်ရဲနေတာပေါ့မိဘတွေကနေပြီးတော့ဒီမျိုးသမီးနဲ့အိမ်အောင်ချလို့ဆိုပြီးတော့နေရာချပေးလို့ဆိုပြီးတော့ဒါသူတို့အတူတူဖြစ်ပြီးတော့နေတာတိုးတော်လည်းပဲတပါးလာသည်တလိုင်းစီပဲနန္ဒီယတထေသာကတော့စေနာတရာတရားကောင်းတဲ့သတင်းသီလာတွေပါရင်းမြဲတယ် အဲ့တော့သတင်းဒီလာတွေဘာတွေစောက်တည်တယ်တရားဓမ္မတွေဘာတွေနာကြားတယ်အမျိုးသမီးကတော့အဲ့ဒါတွေတခုမှမရှိဘူးတူတူပဲပြောကြပါစို့နန္ဒီယတထေသာမြတ်စွာဘုရားအတွက်ကြောင်းကြီးစောက်တယ်နော်စောစောစီစီကွယ်လွန်ပြီးတော့သွားတယ်နတ်ပြည်ရောက်တယ်ပေါ့ရေဝတီကတော့ဒီနန္ဒီယတထေသာရှိစဉ်အခါကာလတုန်းကတော့အမျိုးသားကိုတိတ်ပြီးတော့မလွန်ဆန်နိုင်လို့ဆိုပြီးတော့စေရနာတရာတရားရှိတဲ့အောင်နေရသို့တော်လည်းပဲအမျိုးသားလည်းပဲမရှိတော့ရောသူ့ လှူထားတဲ့အလှူအတန်းတွေအကုန်လုံးဖြတ်ပြီးတော့ပြစ်ပြီးတော့အလှူကံပုံကိုယ်တွေကိုနှင်ထုတ်တယ်အိမ်မှာအလှူကံပုံကိုယ်တွေလာမယ်ဆိုလို့ရှိရင်ဆဲဆိုတယ်ကျင်းမောင်းတယ်ကိုယ်လှူစားကိုယ်စားကြတာမဟုတ်ဘူးစသည်အပြင်အချောင်သမားတွေစသည်အပြင်ဒီလိုရေရွတ်တယ်ကျင်းမောင်းတယ်အဲ့ဒီလိုနဲ့နေပြီးတော့နေလာပေါ့ဘဝဆိုတာခုနကပြောတဲ့အတိုင်းထာဝရအဒီတိုင်းနေမှာမဟုတ်တာတနေ့နောက်ဆုံးအချိန်ဆိုတာလည်းရောက်လာအောင်ပါဦးနော်အဲ့လိုနဲ့ရေဝတီရဲ့နောက်ဆုံးအချိန်ရောက်ပြီးတော့လာတဲ့ခါကျတော့ ငရဲပြည်ကဘလူးကြီးနှစ်ယောက်ကဘလူးကြီးနှစ်ကောင်ကရေဝတီကိုလာပြီးတော့ဆွဲခေါ်တယ်ရေဝတီကသူ့ဆွဲခေါ်မှာကြောက်လို့ဆိုပြီးတော့အိမ်ပေါ်ထက်မှာတက်ပြီးတော့ပုန်းပြီးတော့နေတာပဲမရပါဘူးဆွဲပြီးတော့စောင့်ပြီးတော့ဆွဲခေါ်သွားဒီဘလူးကြီးနှစ်ကောင်ကဘာလုပ်တုံးဆိုတော့သူ့ရေဝတီကိုဆွဲခေါ်သွားဆွဲခေါ်သွားပြီးတခါကျတော့ရှေးဥစွာနန္ဒီယနတ်သားရဲ့ဘုံပိမှန်ရှိလိုက်ပြီးတော့ပို့ အမလီဘုံမိတ်မန်းကြီးကခါနာလိုက်တာအတားနိုင်လိုက်တာကြည်ကျက်လိုက်တာဝင်းလက်ပြီးတော့နေတာပဲဒါဘုစုရဲ့ဘုံမိတ်မန်တော့ဘလူကြီးတွေကပြောတယ်အဲ့ဒါမင်းအမျိုးသားနန္ဒိယရဲ့နန္ဒိယနတ်သားရဲ့ဘုံမိတ်မန်လို့ဒီလိုပြောတော့ဒါဆိုလို့ရှိရင်နန္ဒိယကလူဘဝတုန်းကကျမရဲ့အမျိုးသားပါကျမကိုဘယ်မှမမခေါ်ပါနဲ့ဒီမှာပဲထားခဲ့ပါဆိုပြီးတော့ဒီလိုတောင်းမှန်တယ်ဘလူကြီးတွေက အကောင်မနေနေရမယ့်နေရာကဒီနေရာမဟုတ်ဘူးဆိုပြီးတော့စောင့်ပြီးတော့ဆွဲခေါ်သွားတယ်ဘယ်ခေါ်သွားအောင်ဆိုငရဲပြီရောက်ငရဲပြီနားလည်းပဲရောက်ရောငရဲသူငရဲသားတွေអော်ကြတာហេကြတာជួយကြတာနော်အဲ့တော့ញីញူကြတာកែបအောင်យူအောင်ដសាសាနဲ့နော်ငရဲဒိန်းနေအနေပြီးတော့နှိမ့်ဆက်ပြီးတော့နေတဲ့အတန်ဒီဓာတ်ပါးကြီးအကုန်လုံးနားကွက်မတက်ကြားတဲ့ခါကျမှသူလန့်ဖြန်းပြီးတော့နေတာပေါ့နော်အဲ့တော့သူရောက်ရမယ့်ငရဲကိုတွေ့လိုက်ရတဲ့ခါကျတော့မှအဲ့ဒီကျမှဘလူးကြီးတွေကိုသူကတောင်းပန်တယ် ကျမကိုလူပြီးခဏလေးပြန်ပြီးတော့လှုပ်ပေးပါဦးလူပြီးမှရောက်မယ်ဆိုလို့ရှင်တော့ကျမအကုသို့ကောင်းမှုတွေအများကြီးပြုပါတော့မယ်တရားတွေလည်းပဲစောက်ပါတော့မယ်အကြောင်းတွေလည်းပဲစောက်ပါတော့မယ်သတင်းသီလာတွေလည်းစောက်တည်ပါတော့မယ်တန်ခါတော်အရှင်သူမြတ်တွေကိုလည်းပဲဆုံးလောင်းပါတော့မယ်ဆိုပြီးဒီလိုပြောအဲ့ကြတော့ဘလူကြီးတွေကကောင်းမဒီချိန်ကျမှကုသိုလ်လုပ်ရမယ်အချိန်မဟုတ် တော့ဘူးဆိုပြီးတော့ငရဲဦးတဲ့တွန်ချငရဲကြဆိုကျင်တာကတော့ဘာပြောကျင်တာတော့ဆိုရင်ဦးစင်းတို့တွေကုသိုလ်ကောင်းမှုလုပ်ချင်တယ်ဆိုလို့ချင်း မသေးခင်ကနေပြီးတော့ကြိုတင်ပြီးတော့လုံမှာရမှာတေမအဖင်ကတော့တေကာနေကြမှာခဏတော့ဆိုင်းမအောင်ကုသိုလ်တွေမလုပ်ရသေးလို့အလှူအတန်းလေးတွေမလှူဒန်းလည်းရသေးလို့တီလာလေးတွေမစောက်ပြရသေးလို့เนาะဘာလေးဘာကုသိုလ်လေးလုပ်ပြရသေးညာကုသိုလ်လေးလုပ်ပြရသေးဒါပြီးမှခေါ်ပါဆိုပြီးတော့တေမင်းကိုအဲ့လိုချိန်ချက်ပြီးတော့ထားတာလို့မရှိဘူးချိန်ထားလို့မရဘူးဒါကြောင့်မို့ကုသိုလ်ကောင်းမှုဆိုတာဥစဉ်တို့တည်းတွေမသေးခင်ကတည်းကလောက်ကြရတယ်ဆိုတာ အဲ့လိုတည်ကြရမှာပေါ့ဒါကြောင့်မို့ဦးစင်းတို့ပြောချင်တာကမင်းကွန်းဆရာတော်ဘုရားကြီးမိန်ကြတဲ့အတိုင်းပဲယခုပင်လင်မအိုခင်ကကြိုတင်ကောင်းမှုစ조사ပြုလို့ယခုပင်လင်မနာခင်ကကြိုတင်ကောင်းမှုစ조사ပြုလို့ယခုပင်လင်မတည်ခင်ကကြိုတင်ကောင်းမှုစ조사ပြုလို့ဦးစင်းတို့တွေလူမှုရေးလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေပညာရေးလုပ်ငန်းတွေဒီပင်ပါအရေးကြီးလုပ်ငန်းတွေအဲ့ဒီလုပ်ငန်းတွေဟာကြိုတင်ပြီးတော့လုပ်ကြရမယ် ်နောက်မှလုံမယ်ဆိုရင်နောင်တရရတယ်လို့ပို့ပြီးတော့အရေးကြီးတာကကုသိုလ်ကောင်းမှုဆိုတာကမအိုခင်ကလေးကလှုပ်ကြရတယ်မနာခင်ကလေးကလှုပ်ကြရတယ်မတည်ခင်ကလေးကလှုပ်ကြရတယ်ငါတို့နုပြူပြီးတော့နေပါသေးတယ်အိုမပဲကုသိုလ်ကောင်းမှုလှုပ်ပါတော့မယ်ဆိုပြီးတော့ဒီလိုအချိန်မရွှေဆိုင်တင်မှုယခုငါတို့ကြားမာရေးကောင်းပြီးတော့နေပါသေးတယ်နာမပဲကုသိုလ်ကောင်းမှုလှုပ်ပါတော့မယ်ဆိုပြီးတော့မဖြစ်နိုင်တော့ဘူးငါတို့အသက်ရှင်နေပါသေးတယ်ငါတို့မတည်နိုင်သေးပါဘူး ပေမပဲကုသိုလ်ကောင်းမှုလုပ်ပါတော့မယ်ဆိုလို့ရင်ဒီလိုလည်းပဲမရနိုင်တော့ဘူးစာဒီလိုသိပြီးတော့ဥစဉ်တော်တွေကိုယ့်ရဲ့ဘဝကိုတည်တည်ချာချာနားလည်ကြရအောင်အဲ့တော့ဒါကြောင့်မို့နုပြိုစဉ်အခါကာလတုန်းကကလေးကိုကတတ်နိုင်သမျှဒါနကုသိုလ်တိလကုသိုလ်ဘာဝနာကုသိုလ်တွေလုပ်ကြရအောင်ကုသိုလ်ကောင်းမှုဆိုတာကအဖိုးအိုတွေမှာလုပ်ရတာပါအဖွားအိုတွေမှာလုပ်ရတာပါဆိုတော့ဒီလိုသဘောမထားရဘူးဆိုကြပါစို့အိမ်နေအိမ်နေမှာစွန့်တော်ဘာလို့ကတ်ကြပြီကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ကြပြီ <laughs> ဟေးတရားနာကြဆိုဟေးတရားနာကြဆိုဟေးဆိုလို့ချင်းကလေးတွေကဘယ်ပြောက်လို့ပြောက်သွားမှန်းမသိတော့နော်အဲ့တရားနာရတာဒိုးနဲ့မဆိုင်သလိုကုသိုလ်လုပ်ငန်းဆိုတာဒိုးနဲ့မဆိုင်သလိုဆိုပြီးတော့ဒီလိုအောင်းမေးပြီးတော့နေတရားနာတဲ့နေရာမှာဆိုရင်လူကြီးတွေပဲမကင်းရမကင်းရအောင်တော့ကြံပြီးတော့နေတတ်ကြရတယ်ပေါ့နော်ဒါကြောင့်မို့ကုသိုလ်ဆိုတာကလူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ်လူလူလတ်ပဲဖြစ်ဖြစ်လောက်ကြရမှာဒီလိုသဘောမျိုးတိထားရမှာပေါ့ ဒါကြောင့်မို့တော်တော်လေးငရေငရွယ်စဉ်ခါကာလကလေးကကုသိုလ်ကောင်းမှုဆိုတာလောက်ကြရမယ်ကြီးမှအဖြစ်ကုသိုလ်ကောင်းမှုလုပ်လို့ဆိုတာမလွယ်ဘူးအိုမင်းမဆွမ်းမြန်းဖြစ်သွားမယ်ဆိုလို့ချင်းအတိကအဖြစ်တရားဓမ္မအားထုတ်တာဆိုရင်ပူဆိုးရောပေါ့နော်အသက်ရွယ်ကြီးသွားမှဆိုရင်တရားဓမ္မတို့ဘာလို့လဲအားထုတ်လို့မရနိုင်တော့ဘူးကုသိုလ်ကောင်းမှုဆိုတာကမနာခင်ကလေးကကြိုတင်ပြီးတော့လောက်ကြရမယ်နာမများအဖြစ်ကတော့အိယာပေါ်မှာပက်လက်ဖြစ်တဲ့ခါကြမှကိုယ့်လက်ကိုယ်ခြေကိုမနိုင်တဲ့ခါကြမှ ကိုယ်ယင်တို့ချင်းတို့နားတာကြိုက်တာကိုတောင်းမှကိုယ့်ကိုယ်ကိုမချောက်နိုင်တော့တဲ့အခါကြမှာအလေးပေါ်တောင်းမှကိုယ်ကိုယ်တိုင်မစွန့်နိုင်တော့တဲ့အခါကြမှာမြန်ကုသိုလ်ကောင်းမှုလုပ်တော့မယ်ဆိုရင်တော့မရနိုင်တော့ဘူးမသေးခင်ကလေးကလုပ်ရမယ်သေခါနီးကြမှာသေတော့မှမှကုသိုလ်ကောင်းမှုလုပ်မယ်ဆိုတာမရနိုင်တော့ဘူးကုသိုလ်ကောင်းမှုမရှိသေးလို့မို့ခဏဆိုင်းမအောင်ဆိုပြီးတော့ဒီလိုပြောလို့ဆိုတာမရနိုင်တော့ဘူးဆိုတာဒီလိုတိပြီးတော့ဥစဉ်တို့တတွေကုသိုလ်ကောင်းမှုတွေကိုမအိုခင်ကလေးကမနာခင်ကလေးကမသေးခင်ကလေးက ြုတ်လောက်ကြရမယ်ဆိုပြီးတော့ဒီလိုတည်ကြရမှာပေါ့